ောချင်တာသူတို့ရဲ့စစ်လက်နက်တွေကိုလည်းဒီ Y20 တို့လိုမျိုးကျွန်တော်တို့ခါကို plane နေနဲ့ထယ်လာတဲ့အခြေအနေပြီးတော့ရုရှားတို့တရုတ်တို့ဘက်ကလည်းရေလမ်းကြောင်းနေနဲ့ဝင်လာတဲ့အခြေအနေတော်တော်လေးတော့မကောင်းဘူးဗျာတော်တော်လေးတော့မကောင်းဘူးစာကစားဘက်ကဘာဝချေလဲလှမ်းအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တင်းထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်အလုံးမမင်္ဂလာပါအဲ့တော့ကျွန်တော်ဒီ post ကိုတင်ကျနေတာကြာပြီပေါ့နော်အချိန်မလောက်တာရဲ့နောက်ပြီးအခုမှပဲအချိန်ရတာရဲ့ပေါ့အဲ့တော့ကျွန်တော်ကြိုပြောထားခဲ့ပါတယ် Donald Trump လက်ထက်မှာအမေရိက မြန်မာရဲ့ဒီဒီနိုင်ငံရေးမှာဝင်ရောက်ဆုတ်ဖက်လာနိုင်ခြေရှိတယ်များတယ်ဆိုပြီးကျွန်တော်ဒါလွန်ခဲ့တဲ့၄၅လလောက်ကကျွန်တော်တင်ထားတဲ့ post လေးရှိပါတယ်အဲ့တော့အခုဘယ်လိုလဲဆိုတော့ကျွန်တော်တို့အမေရိကကလည်းလက်လက်ရှိမှာပေါ့နော်သူရဲ့ထောက်ပံ့မှုအားတွေကဒီအလဲပိုင်းဒေသမှာလည်းဒါပြီးဆုံးသွားပြီဆိုတဲ့အခြေအနေရှိတယ်ပြီးတော့ Ukraine စစ်ပွဲလည်းဒါဒါအချိန်တစ်ခုအနေနဲ့တော့နည်းနည်းလေးအော်ဇဘွားဝိုင်းမော်တတ်နိုင်မဲ့အနေထားကိုဒါကန့်လန့်နေတာတွေ့တယ်ပေါ့ယူကရိန်းဘက်ကလည်းနေတိုးထဲကိုမဝင်ဘူးပေါ့ဒါထားလိုက်ပါပြောချင်တာဒီကိစ္စတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်ပြောချင်တာက အခုကျွန်တော်တို့မြန်မာနိုင်ငံမှာဒီတလင်းလိုက်ရင်းနှက်စိတ်ကန်းကိုရုရှားဘက်ကနေပြီးတော့ပေါ်ပေါ်တင်းတင်းဝင်ရောက်လာပြီဆိုတာမိတ်ဆွေတို့သိတဲ့အတိုင်းပဲထိုနည်းလည်းကောင်းပဲကျွန်တော်တို့ဒီဒီတရုတ်ကလည်းကိုကိုကျွန်းကျွန်းတို့ပေါ့နော်ဒါဒါ base stay on နေပြီဆိုတာဒါဒါကိုလည်းကျွန်တော်တို့ဒါဒီမီဒီယာတချို့ကလည်းပေါ်ပြတယ်လို့တချို့ကလည်းဒါထင်ရင်ထင်မှလို့ပြောကြတယ်ပေါ့။ဘာပဲဖြစ်ဖြစ်ပါမြန်မာနိုင်ငံကလူတွေအသိဆုံးပါဒီကိစ္စတွေရော။အဲ့တော့ပြောချင်တာကကျွန်တော်တို့ရုရှားတို့တရုတ်တို့ဝင်လာပြီဆိုရင်အမေရိကကနောက်ကနေပြီးတော့အာ Sporting ပေးလာမှာယာနှုံးပြည့်ကိုပေးလာတော့မှာအဲ့တော့ကောင်းချင်းဆိုးချင်းတစ်ခုပြောမယ်ဆိုတော့ဒီနိုင်ငံကြီးတွေဝင်လာတဲ့နိုင်ငံကတော့ဘယ်တော့မှမကောင်းဘူးသူတို့ကအလကားလက်နက်ဆန်းတယ်လို့ဖြစ်မှာနိုင်ငံကိုဥပမာအလဲပိုင်းဒေသကိုကြည့်ရုရှားလည်းရုရှားထုတ်တဲ့လက်နက်အကြီးတွေကိုကျွန်တော်တို့ဒီနေရာမှာထုတ်သုံးတယ်အမေရိကလည်းသူတို့ထောက်ပံ့တဲ့လက်နက်အကြီးတွေကိုဒီဘက်တချမ်းမှာထုတ်သုံးတယ်ဘာဖြစ်လဲဆိုတော့သူတို့ရဲ့လက်နက်ပောက်ကွဲအားဘယ်လောက်ရှိလဲထိရောက်မှုဘယ်လောက်ရှိလဲဒါကိုသူတို့ကထိုင်ကြည့်နေတာ ပြောရမယ်ဆိုရင်ဗျာကျွန်တော်တို့ဟိုသူသူတို့သူတို့ရဲ့အကျိုးမျက်မရှိဘဲနဲ့ဘာတစ်ခုမှဝင်ရောက်ဆွတ်ဖက်တဲ့နိုင်ငံတွေမဟုတ်ဘူးအဲ့တော့ရုရှားတော့ပေါ်ပေါ်တင်တင်ရောက်လာပြီဆိုမကြခင်မှာအမေရိကရောက်လာပါလိမ့်မယ်ဒါ ਉਹ တော့တော်တော်လေးသတိထားဖို့လိုတယ်အဲ့တော့နောက်တစ်ခုသိထားမှာဒီနိုင်ငံနှစ်နိုင်ငံဒီနိုင်ငံသုံးနိုင်ငံပေါ့တရုတ်ပါဝင်ဘတ်တော့မှထိတ်တိုက်တွေ့မှာမဟုတ်ဘူးအရင်လဲတယ်သူတို့ကထိတ်တိုက်တွေ့ကိုတွေ့မှာမဟုတ်ဘူးအဲ့တော့အခုနကျွန်တော်ပြောသလိုပဲအနောက်ကနေလက်နက်တွေထောက်ပံ့ပြီးတော့သူတို့ရဲ့လက်နက်ပြင်းအားဖြတ်အားဘယ်လောက်ရှိလဲဆိုတဲ့ဟာကို ဒါတစ်ဖက်တစ်ဖက်လမ်းနဲ့တယောက်နဲ့တယောက်ပြိုင်ဆိုင်ကြမှာအဲ့တော့ဟိုကျွန်တော်တို့ရဲ့ကုသကံပဲပေါ့နော်ကျွန်တော်တို့ရဲ့ကုသကံပါပဲဒီဟာကိုတော့ကျွန်တော်ဒီတိုင်းပဲပြောပြောเสียရှိပါတယ်အခုရုရှားလည်းဝင်ရောက်လာပြီဆိုတော့ဟောနည်းနည်းလေးနောက်ကျသွားပြီပေါ့နောက်မနေ့ကဆိုရင်လည်းကျွန်တော်တို့ရှမ်းပြည်နယ်ဘက်ကနေ Y20 ကျွန်တော်တို့ခံမှန်းရသလောက်ပေါ့နော်တရုတ်နိုင်ငံရဲ့ထုတ်ဒီဒီကာဂိုကာဂို plane လို့ခေါ်တဲ့ဒီ military cargo plane လို့ခေါ်တဲ့ဒီ Y20 အမျိုးအစား ဒီမြန်မာပြည်တဲကိုဖျက်မောင်းလာတာတွေ့ရတယ်မြန်မာနိုင်ငံတဲကိုပေါ့အဲ့တော့ပြောချင်တာသူတို့ရဲ့စစ်လက်နက်တွေကိုလည်းဒီ Y20 တို့လိုမျိုးကျွန်တော်တို့ခါကို plane နေသေလာတဲ့အခြေအနေပြီးတော့ရုရှားတို့တရုတ်တို့ဘက်ကလည်းရေလမ်းကြောင်းနေနဲ့ဝင်လာတဲ့အခြေအနေတော်တော်လေးတော့မကောင်းဘူးဗျာတော်တော်လေးတော့မကောင်းဘူးစာကစားဘက်ကဘာဝချင်လဲလှမ်းချင်လဲဆိုတာတော့ကျွန်တော်တို့မသိဘူးပေါ့ဗျာဒါပေမဲ့တော်တော်လေးတော့မကောင်းဘူးသူတို့ဝင်ရောက်ဆုတ်ဖက်တာပဲဖြစ်ဖြစ်သူတို့ဝင်ကူညီတာပဲဖြစ်ဖြစ်ဘယ်နိုင်ငံကြီးမဆိုဝင်လာရင်ရှုပ်ကုန်တော့မှာအကုန်လုံး အဲ့တော့အားလုံးလည်းကျွန်တော်ဒီနားနေပြီးတော့ဩကြမ်းကြမ်းမာမာနဲ့ပေါ့နော်နောက်ပြီးလုံလုံချုံချုံနဲ့နေနိုင်အောင်လို့ဒါကျွန်တော်ဒီဒီလိုမျိုးဗီဒီယိုဖိုင်လေးတွေလုပ်ပြီးတော့အာကျွန်တော်ကြိုကြိုပြီးတော့တတိပေးနေတာပေါ့နော်ဖြစ်ပါမယ်လို့ကျွန်တော်တို့မခံယူဘူးပြောလဲပြောနေတာမဟုတ်ဘူးမဖြစ်အောင်လို့လည်းကျွန်တော်တို့ဆူတောင်းနေတယ်ဒါပေမဲ့ကျွန်တော်တို့အရှိတမိုင်းတမိုင်းနေမှာကြိလိုက်မယ်ဆိုရုရှားဝင်တဲ့နေရာမှန်တမောင်အမေရိကအနောက်ကနေပြီးတော့တဖက်အဖွဲ့စီကိုစပော့တင်ပေးတယ်ဒါညင်းလို့မရဘူးကဘာမှာကျွန်တော်တို့မျက်စိပွင့်ပြီးတော့သွားကြည့်လို့ရတယ်နော် အလဲပိုင်းဒေသမှာရုရှားဝင်ရောက်လာပြီဆိုရင်အနောက်ကအမေရိကကနေပြီးတော့စပော့တင်ပေးတဲ့တစ်ဖက်ကိုအဲ့တော့သူတို့သူတို့တည်းရဲ့လက်နက်တွေရဲ့ပောက်ကွဲအားတွေဒါတွေကိုပဲသူတို့ကဒီဒီဒီကန့်သက်တာရှင်းရှင်းပြောရမယ်ဆိုရင်ဗျာရုရှားကလည်းသိတယ်တရုတ်ဝင်ရုရှားဝင်အမေရိကဝင်မယ်ဆိုတာသိတယ်အဲ့တော့သူတို့ရဲ့လက်နက်တွေကောင်းပေဆိုတဲ့လက်နက်တွေပောက်ကွဲအပြင်းတဲ့လက်နက်တွေသူတို့သုံးပြမယ်အဲ့တော့အမေရိကဘက်ကလည်းစောင့်ကြည့်သူတွေဟာဒီကောင်တွေလက်နက်ဒီလိုရှိပါလားဒီဘက်အမေရိကသုံးပြလဲရုရှားကဒီကောင်တွေလက်နက်ဒီလိုရှိပါလားဒါမှမဟုတ်သူတို့နိုင်ငံတွေထိတ်တိုက်မတွေ့မှာငါတို့မှဒါတွေရှိတယ်ဆိုတဲ့ဟာ ဲ့တော့အာဒီဒီဝင်ကူညီချင်းခံရတဲ့နိုင်ငံကတော့စစ်တလင်းအသိဖြစ်သွားတာပေါ့ဗျာအပျက်စီးတွေတော်တော်များသွားတာပေါ့အဆုံးရှုံးများသွားတာပေါ့အဲ့တော့အားလုံးစုစည်းကြပါနော်ကျွန်တော်တို့အားလုံးစုစည်းကြပါဒီဒီဒီတခုကနည်းနည်းလေးမလွယ်ဘူးနော်ပြည်ပတွေကဝင်လာပြီဆိုနည်းနည်းလေးမလွယ်ဘူးနော်အားလုံးစုစည်းဖို့လိုတယ်အဲ့စုစည်းသည့်တိုင်အောင်တောင်မှကျွန်တော်တို့ကဘယ်လိုမျိုးသွားရမလဲဘာမျိုးလုပ်ရမလဲဆိုတာတော်တော်လေးကိုစဉ်းစားစရာဖြစ်နေတယ်အဲ့တော့တလင်းလာကြီးတိုင်းမှာကျွန်တော်ထပ်ပြောပါမယ် ရုရှားတို့အဖွဲ့ရောက်နေပါပြီနော်ရုရှားရဲ့ဒါဟုတ်တော့သူတို့ပြောတာတော့ဒီရင်းနှီးစိတ်ကမ်းကိုဒါတရားဝင်အဲသူသူတို့စီးပွားရေးအနေနဲ့ပေးလိုက်တယ်လို့ခင်ဗျားတို့ကျွန်တော်တို့သိထားတယ်အဲ့လောက်ထိယိုမရှင်းနေဘူးသိထားမှတခုကအဲ့လောက်ထိယိုမရှင်းနေဘူးရုရှားတို့ကအခုဆိုရင်ဒီမြန်မာနိုင်ငံရဲ့ရင်းနှီးစိတ်ကမ်းကိုတရားဝင်သွားလာခွင့်ရပါပြီတရားခွင့်တရားဝင်သွားလာခွင့်ရပါပြီဘယ်တရုတ်ကမှလည်းဝင်ပြောလို့မရဘူး sorry တရုတ်ကလည်းသူ့ရဲ့လူဘယ်အမေရိကမှဝင်ပြောလို့မရဘူးဘာကြောင့်လဲ ဒီမှလေကွာငါရဲ့လုပ်ငန်းရှိလို့ငါလာတာဘာဖြစ်လဲဆိုတော့တခုနဲ့ပွဲသိအဲ့တော့အမေရိကဘက်ကအနောက်အနောက်လမ်းနေဝင်လာပါလိမ့်မယ်နော်ကျွန်တော်တို့အော်ဘယ်လမ်းဘာလမ်းဆိုတာတော့ဗျာမိတ်ဆွေတို့ဘလို့ဘလို့မဆိုခံမန်းလို့ရတယ်ဝင်လာပါလိမ့်မယ်မကြခင်အကောင်းချင်းနဲ့ဆိုးချင်းတစ်ခုမှဆိုရင်တော့ဘသူပဲဝင်လာဝင်လာနိုင်ငံကတော့ဒီထက်မကောက်ပျက်စီးဖို့အခြေအနေရှိပါတယ်အဲ့တော့အားလုံးပဲဂယုဆိုင်ကြပါလို့ပြောချင်ပါတယ်အားလုံးပဲမင်္ဂလာပါအဲ့တော့ မြေပြင်ကကျွန်တော်တို့စစ်ရေးအကြောင်းတော့ကျွန်တော်ပြောဖြစ်မှာမဟုတ်ဘူးအဲ့တော့ဒါနဲ့နည်းနည်းသက်ဆိုင်နေပေါ့ဒီဆိုရှယ်မီဒီယာပေါ်ကပေါ့တော်လန်ရေးအကြောင်းတော့ကျွန်တော်နည်းနည်းလေးပြောချင်တယ်ကျွန်တော် live တွေလည်းနားရတာကြာပြီဗျကိစ္စလေးရှိနေလို့အခုမပြပြတဲ့ကိစ္စလေးလုံနေတယ်ဆိုတဲ့အတွက်ပေါ့အဲ့တော့ဒီ social တွေအပေါ်မှာကျွန်တော်တို့ကတော်လန်ရေးဆိုပြီးအကြောင်းပြပြီးတော့ဘာတွေတွေ့ရလဲဆိုတော့တယောက်နဲ့တယောက်ဆဲဆိုတယ်ဒီအဆက်နဲ့မရက်သေးဘူး တယောက်နဲ့တယောက်အောက်အောက်ဖဲတွေလန်ကြတယ်တော်လန်ရေးနဲ့မသက်ဆိုင်တဲ့မိသားစုကဏ္ဍတွေဆွဲထဲကြတယ်တယောက်နဲ့တယောက်ချင်းချောက်ကြတယ်တယောက်နဲ့တယောက်ရုံမှာကောက်ကျစ်ကြတယ်နောက်ပြီးတော့တဖွဲ့နဲ့တဖွဲ့ရင်ဖြစ်တယ်တဖွဲ့နဲ့တဖွဲ့နဲ့ဆဲဆိုတယ်ခမည်းတော်စဉ်းစားကြည့်နော်ခမည်းတော်စဉ်းစားကြည့်ပါကျွန်တော်တို့ဒီလိုမျိုးစူးစီးခြင်းလည်းမရှိစီးလုံးမှုလည်းမရှိမြေပြင်ပေါ်မှာလည်းအတူတူ line ပေါ်မှာလည်းအတူတူ ဒီလိုရှုပ်ရှက်ခတ်ပြီးတော့သဘို့ဦးလူအဖွဲ့တွေနဲ့ကျွန်တော်တို့ဘယ်လိုရှေ့ဆက်ကြမလဲဒီနိုင်ငံအရေးကိုမှန်ထားတဲ့အိမ်မက်တရားစစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ခြင်းနဲ့ခမည်းတော်ကိုယ်တိုင်ကစစ်အာဏာရှင်ရဲ့တည်တည်ပါနေတယ်အဲ့တော့အမြဲတမ်းအတန်ကြီးကြားနေရတယ်တိုင်းရင်းသားတွေကငါတို့ကိုမယုံကြည်ကြဘူးမယုံကြည်ကြဘူးငါတို့လည်းစစ်အာဏာရှင်လက်အောက်မှာခံခဲ့ရပါတယ်ဆိုတော့ခမည်းတော်ရဲ့အတန်ကြီးအခုခမည်းတော်လုံရက်ကြီးဒီပုတ်ထဲကဒီပဲပဲ ဘလို့ယုံကြည်မှုတွေနဲ့ကျွန်တော်တို့ဒီတော်လန်ရေးကြီးကိုပြီးဆုံးအောင်သွားကြမှာလဲအားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်တို့အမေရိကရဲ့ဩစတြေးလျရဲ့အာဘရစ်တင်ရဲ့ပေါ့နော် United Kingdom ရဲ့ရီမင်ကိုစတင်ပြီးတော့တိုက်ခိုက်လိုက်ပြီပေါ့ဗျာသုံးနိုင်ငံပေါင်းပြီးတော့ပြောချင်တာဒီနိုင်ငံလေးတစ်သစ်လေးမှာဗျာဒီဟူတီတွေကိုအကြောင်းပြပြီးတော့ဒီဒီနိုင်ငံကြီးသုံးနိုင်ငံအနေနဲ့ ဝိုင်းဝန်းတိုက်ခိုက်ဖို့လိုအပ်လားဒါဒါဒါကိုကျွန်တော်တို့ပြောချင်တာလိုအပ်ရဲ့လားအဲ့ဒါအဲ့တော့အဲ့တော့အခုလက်ရှိကဘာကြီးရဲ့အမြင်တွေနောက်ပြီးတော့ကဘာကြီးပုံမှာရက်တည်နေတဲ့နိုင်ငံငယ်လေးတွေကဥတီချက်တွေရွေးလာတဲ့ပုံမှာအင်အားကြီးနိုင်ငံတွေကဟောအင်အားကြီးနိုင်ငံတွေရဲ့မျက်နှာဖုံးတွေကောကွာကြလာတာပေါ့ဗျာ အဲ့တော့ပြောချင်တာတစ်ခုကအမေရိကတို့ဗြိတိရှ်တို့ဒီဩစတြေးလျတို့ဆိုတာဘယ်တော့မှကွဲပြတ်မှာမဟုတ်ဘူးသူတို့ဒီနိုင်ငံသုံးနိုင်ငံဒီ NATO အဖွဲ့ထဲမှာကျန်တဲ့နိုင်ငံတွေပါရင်ပါမပါရင်ဒီသုံးနိုင်ငံကတော့ပါမှာပဲအမြဲတမ်းပေါ့အဲ့တော့အကြောင်းဖြတ်ချက်တွေကလည်းဒါကျွန်တော်တို့သင်္ဘောတွေကိုပြန်ပြီးဆွဲလို့နောက်တစ်ခုကဒီဟူတီတပုံတွေကသင်္ဘောတွေကိုဒီ short tight ဒုံးတွေနဲ့တိုက်ခိုက်လို့ဆိုတဲ့ဟာလေးအကြောင်းပြကြတာပေါ့အဲ့တော့အားလုံးသိထားတဲ့အတိုင်းပဲအမေရိကဆိုတာလည်းသူတို့သွားကျင်တဲ့နိုင်ငံသူတို့တိုက်ချင်တဲ့နိုင်ငံ သူတို့လှုပ်ချင်တဲ့အရာဆိုရင်အကြောင်းပြချက် reason တခုမဖြစ်ဖြစ်အောင်ဖန်တီးတတ်တယ်ဆိုတဲ့ဟာပေါ့အဲ့တော့ပထမမူလအစကိုကြည့်ရမယ်ဆိုရင်ဒီ receipt လို့ခေါ်တဲ့ပင်လယ်နီထဲမှာဒီအမေရိကရဲ့လေရင်တင်သင်းမောတွေတွာလန်လှုပ်ရှားနေတဲ့ဟာဒီရီမင်းနိုင်ငံရဲ့ territory ပေါ့သူတို့ရဲ့နယ်နိမိတ်အထဲမှာဟိုထိခိုက်တွာလာနေတဲ့ဟာလေးတွေရှိတယ်ပေါ့ဗျာအကြောင်းပြချက်ကတော့ Israel နိုင်ငံကိုဖျက်ဆီးတွာလာတဲ့ Israel ဒီငါတို့ရဲ့ဒါမိတ်ဆွေဖြစ်တဲ့အတွက်နဲ့ဆိုတဲ့အကြောင်းပြချက်ပေါ့ ဒါပေမဲ့ဘယ်လိုပဲမိတ်ဆွေဖြစ်ဖြစ်တစ်ဖက်ကနိုင်ငံတွေရဲ့ဒီ territory ကိုသွားလာမယ်ဆိုရင်တော့ respect ရှိရှိနဲ့ပေါ့ဗျာအဲလုတ်တင်တာပေါ့အဲ့လိုကဏ္ဍတွေမဟုတ်ဘဲနဲ့ဒီမင်းနိုင်ငံနဲ့အနီးဆုံးတွေမှာဒါအင်အားပြတဲ့ပုံစံနဲ့စစ်သင်္ဘောတွေရထားတဲ့အတွက်နဲ့ဘယ်သူမှဆိုတော့ဒေါသဖြစ်ကြမှာပဲလေနော်အဲ့တော့အဲ့ဒီလုတ်ကွက်ကိုအရင်ရအောင်ယူတယ်အခုဒီရီမင်းကိုအကြောင်းပြပြီးတော့နိုင်ငံကြီးသုံးနိုင်ငံကဒုံးတွေနဲ့လေရင်တွေနဲ့ နောက်ပြီးတော့ Navy Sea တွေနဲ့အင်အားကြီးတွေအလုံးချင်းပေါင်းပြီးတော့တိုက်ခိုက်နေကြတယ်။အဲ့တော့ကဘာကြီးကတော့ဘာတွေဖြစ်နေလဲတော့မသိဘူးဗျာ။အင်အားကြီးသူကအင်အားသေးသူကိုအနိုင်ကျင့်နေတဲ့ခက်လိုပဲမြင်တယ်။နောက်တစ်ခုကတရုတ်အနေနဲ့ဒီဒီအချိန်မှာငြိမ်မနေဘဲနဲ့ဒီအကြောင်းကိုထုတ်ဖော်ပြောလာတယ်ဗောဗျာ။မင်းတို့တွေအနေနဲ့ကဘာကြီးကိုအနိုင်ကျင့်နေတာရက်တန်ရက်တန်ကရက်တော့မဟုတ်ဆိုရင်ဒါနဲ့တင်းလျော်တဲ့ထိုက်တဲ့ပြစ်ဒဏ်တွေမင်းတို့တွေ့ရလိမ့်မယ်။ကဘာကြီးကမင်းတို့မြင်နေပြီ။ ဲ့လိုမျိုးပုံစံတွေထုတ်ဖို့ပြောကြားထားတာလည်းရှိတဲ့အတွက်နဲ့စိတ်ဝင်စားစရာတော့ကောင်းလာတယ်ဗျ WW3 ရဲ့ခြေလန်းတွေကကျဲလာတယ်လို့ပဲညင်ရတယ်အဲ့ဒါကြောင့်အာလုံးမိတ်ဆွေများအာလုံးလည်းဘေးရနေရကင်းပြီးတော့မိမိကိုယ်ကိုမိမိစောင့်ရှောက်နိုင်နိုင်အောင်လို့ကြိုးစားလေ့လာသင်ယူပြီးတော့အသိပညာတွေများများလေ့လာကြပါနောက်ပြီးတော့အရင်တော့ဖြစ်ခဲ့တဲ့ဒီစစ်ပွဲတွေစစ်ပွဲတွေရဲ့အကြောင်းတွေကိုပြန်ဖတ်ပြီးတော့ သင်ခန်းစာယူကြပါပြင်ဆင်သင့်တာကိုကျွန်တော်တို့ပြင်ဆင်ကြပါလို့တိုက်တွန်း